ကစီရွှေချန်နယ်လေးအပြင်လဲကြိုဆိုပါရပါเนาะနေဘာလို့ပြောချင်လဲဆိုတော့လူမြတ်ကျော်ပါเนาะလူမြတ်ကျော်ပြောတာကျွန်တော်လည်းတင်ပြီးပါ යි เนาะတင်ပြီးပါ යි ဆိုတာအန်ယူဂျီကပါเนาะဒါတော့ဟိုဒိုင်းတော့မပြောသင့်ပါဘူးွာเนาะလူမြတ်ကျော်အဲ့အတိုင်းပြောတော့မင်းဘလို့အဆင်ပြေမုံဗျเนาะအန်ယူဂျီကရေကောက်ပွဲကိုမတားနိုင်တော့ဘူး ဘာမှမတားနိုင်ဘူးဆိုတာလေဆိုတော့ तू ကပြောတာ तू ပြောတာတော့ခင်ဗျာကျွန်တော်ကအဲ့လောက်ကြီးမပြောပါဘူးအဲ့လောက်အဲ့လောက်ကြီးမြို့မြို့ဘောင်းမှုရှိုးမြင့်ရှိုးနော်မှုရှိုးမှုရှိုးသလိုမြစ်ကိုရှိုးသလိုနော်မှုရှိုးမြစ်ရှိုးအဲ့လိုကြီးတွေမပြောချင်ပါဘူးနော်ကျွန်တော်တော့မပြောပါဘူးကျွန်တော်တော့ချိန်မှလည်းတင်တာပြီးကျွန်တော်ပေါ့ပါပဲပြောသွားပါဘောနော်ဘယ်မှာတော့ဘာညာကွိကွာပါဘောနော်ဘာလို့တော့တအားကြီးသူ့လိုတန်းတန်းချွတ်ချွတ် ပြောတယ်ဆိုရင်လည်းသိရမလားအမင်းကဘာတော့ညာတော့နေခင်ဗျာ တကယ်ကိုကဟိုတွေးတဲ့အရာမြင်တဲ့အရာဟာနေတဲ့အရာလေးပြောပြပြရင်လည်းအစင်ရမပြပြအောင်နော်တချို့ကောင်တွေကဘာဖြစ်တယ်ညာဖြစ်တယ်နဲ့ခွေးတောင်းစားရင်လာမကြည့်နဲ့ဆိုလဲလာကြည့်လာကြည့်ပြီးရင်လည်းပထွေးဟွာလာလာဟောင်းအောင်နဲ့နော်အကြောငါတော့မင်းနှုတ်သီးဖြတ်ရဖို့ပဲရှိတယ်မင်းတို့ကောင်တွေနော်ကိုယုံကြည်ချက်ရည်တည်ချက်ကြောင့်လည်းဘာတင်နိုင်လို့ဆိုဘာလည်းမတင်နိုင်ဘူးနော်ပေါက်ပန်းလေးတယ်ပေါက်ပန်းလေးတယ်နော်အကြောတော့အဲနော်အန်ယူဂျီယား ယူကောက်ပွဲမတားနိုင်တော့ဘာလို့28ရက်ဆန်လာ2025မှာလုံမယ်30ရက်တလား2026မှာလုံမယ်ဘာလို့ဆိုရီကောက်ပွဲကိုမရက်တတ်နိုင်တော့လို့မတားစီနိုင်တော့တဲ့အတွက်ဘာဖြစ်တော့ရီကောက်ပွဲဟိုအတင်းကျပ်မဲပေးခိုင်းရင်လာတိုင်လို့ပြုလို့ရတယ်လို့သူတို့ကအဲ့လိုပြောလိုက်တယ်ပေါ့နော်ပြောလိုက်တော့တော်တော့တော်တော့ဘလို့ပြောလို့ပြောရမှလည်းမသိတော့ဘူးဗျာနော်ဘလို့ပြောလို့ပြောရမှလည်းမသိတော့ကြတော့ တစ်ချက်နားထောင်ကြည့်လိုက်မလို့နော်ကျွန်တော်ဟိုကလေးလိုတွေကဟောမင်းအဲ့လိုမျိုးပြောတော့လို့ကွာဟဲ့ကောမင်းအဲ့လိုမျိုးပြောလေကွာအဲ့ဒါအခုလေလူမျက်ကြော်မင်းအဲ့လိုမျိုးပြောနေလေကွာမင်းလူမျက်ကြော်မင်းအဲ့လိုမျိုးပြောနေလေကွာနော်အတိုင်းဖြစ်နေပြီဗျနော်အကြတော့ဒီမှာတစ်ချက်နားထောင်ကြည့်လိုက်မယ်ပေါ့နော်အဲ့ဒါမင်းလာညာချမ်းပါနိုဝင်ဘာ၈ရက်နေ့2025လူမျက်ကြော်မှာချွတ်ဆိုပါတယ်အမျိုးသားညီမျိုးရေးအစိုးရ NUG က ရွေးကောက်ပွဲမှာပြည်သူလူထုကိုဖိအားပေးပြီးမဲပေးကရင်တိုင်ကြားနိုင်ပါသည်ဒါနဲ့ပတ်သက်ပြီးတော့ဘယ်လိုသဘောရလဲအကယ်၍ပြည်သူလူထုတွေကိုဖက်စစ်တပ်ကအထင်းချက်မဲပေးခိုင်းမယ်တိန်တယောက်မလာမနေရရက်ကွက်အုတ်ချုပ်ရည်မှုများမှတဆင့်စိန်မှုယာရင်မှုတွေကတဆင့်ပြူစောထီး အာဒီကလေးကွားတွေကတဆင့်မဲပေးခိုင်းမယ်ဆိုရင်တိုင်ကြားရမယ်တိုင်ကြားရင်မြို့သားညီညွတ်ရေးအစိုးရကအေးအယူနိုင်မယ်လို့တင်တို့ယူဆပါသလားဒီချင်းနဲ့ပတ်သက်ပြီးတော့တော်တော်များများရဲ့ဝေဖန်မှုတွေကြုံရပါတယ်လက်တွေ့မဆန်ဘူးရွေးကောက်ပွဲမှာမဲပေးရင်လာတိုင်မှာဆိုတဲ့အဆင့်ထက် 比多人牛人哈个，原告被告老话一打呢一，原告被告老奈么啊，讲钱呀，讲了对古一错不，原告被告老不包赢故意对古，吃某某，那时候原告赔呢不得比，太阳没完原告赔路憋憋哒哒，表憋憋哒哒上车。 ဒီလိုလုံနိုင်မှုမျှော်လင့်တယ်လို့ကျွန်တော်ယုံကြည်တယ်ယူဆတယ်အဲ့တော့မြို့သားညီညွတ်ရေးအစိုးရအနေနဲ့ကလည်းပြည်သူလူထုအတွက်ကောက်ရိုးလေးတမြင်ဖြစ်လီမလားဆိုပြီးထုတ်ပြန်မှုပုံနဲ့ပတ်သက်ပြီးတော့ခင်ဗျားတို့အပြစ်မဆိုရပါနဲ့ဒါပေမဲ့လေပြည်သူကလည်းသူမနာကြောင်းမှာတန်ရာတွေနေဗျအစိုးရအဆက်ဆက်က ပြည်သူလူထုပေါ်ဂရိမတီးတဲ့စိုးကျိုးတွေအများကြီးပြည်သူလူထုကခံစားခဲ့ရတယ်။အစဦးစွာပြောမယ်ဆိုရင်အရင်အစိုးရတွေပေါ့ဗျာထားလိုက်တော့အနာသိမ့်ပြီးစာကာလမှာမိတာမဆောင်တဲ့မိတာမဆောင်ရေးအခွန်မဆောင်ရေးတပိတ်တွေလုံကြတယ်။မိတာဘုံလာဖြုတ်သွားတော့ဘူးမှာမခခွေပြီးနိုင်ဘူးဆိုရဲကောမလီလေးလည်းတွေ့ရသလို့ ရွေးကောက်ပွဲမှာမဲပေးတဲ့အနေအထိမဆောင်ပါနဲ့အဲရွေးကောက်ပွဲမလုံနိုင်အောင်သူကခင်ဗျားတို့စစ်တိုက်ပါဆိုတဲ့အသံတွေလည်းကြားရတယ်အဲ့တော့ဟုတ်ပြီ NUG ရဲ့ထုတ်ပြန်ကြမ်းတဲ့ပတ်သက်ပြီးခင်ဗျားတို့ကျွန်တော်တို့လက်တွေ့ဆန်လာစဉ်းစားရအောင်လက်ရှိချိန်မှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့နောက်ချက်တဲဆိုပြီးဖန်စီထားတဲ့လူတရားနီးပါရှိတယ်ထင်ရှားတဲ့အမှုပညာရှင်တွေလည်းပါတယ် ဇမုထုံးတက်လွင်တို့အဲအဆရှိတဲ့သူတွေပေါ့ဗျာနော်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဒီဝါရဖြန့်တဲ့ရုပ်ရှင်ကားအောက်မှာဟဟသွားပေးတာတို့ဝါရဖြန့်တဲ့ရုပ်ရှင်ကားကိုစန့်ကျင်တဲ့ကိုပေါ့တို့အောက်မှာ အသေးသွားပေးမိလို့ဒါရီနဲ့ပတ်သက်ပြီးတော့စစ်တဟာဆက်ဆက်တိမခံဒရဇက်ဖမ်းတာဟိုတနေ့ကပဲဖမ်းမှာ အဲ့တော့ဒီရွေးကောက်ဝယ်ခင်းခြင်းတစ်ခုလုံးကလည်းတပတ်မှာစစ်တပ်ရဲ့လက်ကင်တော့ဖြစ်တဲ့ကြက်ခံရေးပါတီကတာထွက်လာတာတဆညာကိုယန်လာတယ်တဆညာဆိုတာမဆလာခစ်ကစစ်သားအုပ်ကြီးနဲ့ဖွဲ့စည်းရတယ်ကြက်ခံရေးဆိုတာလည်းတန်းရွှေဖွဲ့စည်းခဲ့တဲ့စစ်တပ်ရဲ့စစ်တပ်ပါတီစစ်တပ်ကနိုင်ငံရေးရောစီရောလူမှုရောကျမ်းမာရောပညာရေးရောအကုန်လုံးသူတို့လှုပ်ရှင်တယ်သူတို့လှုပ်ရှင်တယ် သူတို့အကုန်တက်တယ်ဒေါ်စအင်းကြောင်းစင်းမှန်အကုန်တက်တယ်အဲ့တော့ဒီရွက်ောက်ပွဲမှာအခင်းချင်းကိုကြည့်မယ်အဲသူတို့ကြန့်ခိုင်ရေးမနိုင်နိုင်အောင်လုပ်မှာရှုံးလဲနိုင်နိုင်လဲနိုင်ရှုံးလဲနိုင်နိုင်လဲနိုင်ဘယ်လိုလုပ်လို့နိုင်အောင်လုပ်မယ်ခိုးမယ်ဖွက်မယ်ကလင်ကြီးကြမယ်ရုံမှာမယ်ကောက်ကျင့်မယ်နိုင်အောင်လုပ်မယ်ဒါပေမဲ့အတိုက်ခံဆိုတာမရှိလို့မရဘူးအဲတော့အဲ့ဒီဇိုင်းကိုဘလို့ဆင်လဲဆိုတော့ပြည်သူပါတီဆိုတဲ့ဥက္ကူကြီးပါတီကိုတိုင်ခွင့်ပေးထားတယ်ကျန်တဲ့ပါတီတွေအကုန်ရိုက်ချိုးလိုက်တယ် တစ်ဖက်မှာကြံ့ခိုင်ရေးပါတီနိုင်မယ်တစ်ဖက်မှာအတိုက်ခံဦးကိုကြီးဒါနဲ့ဒီမိုကရေစီရဲ့အင်္ဂါရက်တွေကိုသူတတ်ဆင်တယ်စစ်တပ်ရဲ့အခင်းချင်းကိုပြောတာတော့အဲ့တော့ဟိုတရက်ကပဲဦးကိုကြီးကရွေးကောက်ပွဲမလုပ်ဘူးဆိုခင်ဗျားတို့ကဘာဖြစ်ရှင်လဲတဲ့ကျွန်တော်တို့အဲ့စစ်တပ်ကိုအဲ့နိုင်ငံရေးရောစစ်ရောလူမှုရောကျန်းမာရေးရောစီးပွားရေးရောပါလီယာငပိကြက်လုံးနေတာကိုမကြိုက်တာအဲ့ကောင်တွေကိုမောက်ထုတ်ချင်တာကွာကိုကိုကြီးကိုကျွန်တော်ဒီနေ့အပြေပေးတယ်အဲ့တော့စစ်တပ် အဲ့တော့ဒါသူသူသိရတယ်ဥက္ကိုကြီးလောက်ပဲသိရလားပြီးသုံးလုံးကြံသေးရဲ့လေကြာပြူပါတီကြံသေးရဲ့ပါတီပေါင်း53ပါတီနောက်ပြီးတော့တတိပုတ်လာရောပါသေးရဲ့လေမင်းကြာပြူပါတီဆိုဘလောက်တိပြောတော့အောင်ဗျာမင်းသူ့ရဲ့ပါတီဝင်အားဘလောက်များတယ်ခင်ဗျာအများကြီးပြောတာလေမင်းကျွန်တော်အတိအကျမပြောချင်လို့နော်သူသူပြောတာဆို 1m ဒက်တောင်ပူသေးတယ်လို့ပြောတာရှိတယ်ကျွန်တော်ဟိုတည်းမပြောချင်လို့နော်ကိုလည်းသူသူတို့ကတော့ ဟိုအပြောပေါ့နော်ကျွန်တော်လည်းတရားစဉ်းစားလိုက်ကျွန်တော်ကြည့်ရမဟုတ်တဲ့အတွက်ကျွန်တော်တို့ကတော့ 1m ကျော်တယ်တဲ့နော်တပန်းကျော်တယ်သူပါတီဝင်အားနော်ဒါတော့ဒီလိုပါတီဒီပါတီတွေကိုကြတော့ထက်မတွေ့တော့ဘူးလားတိုင်းသားပါတီတွေကိုထက်မတွေ့တော့ဘူးလားဥကိုကိုကြီးလောက်ပဲဒီဥကိုကိုကြီးပဲပြီပြောတာကျန်တဲ့ပါတီတွေကလည်းတောက်ယူနေမှာမဟုတ်လားခင်ဗျာပါတီတခုထောင်ထားရဆိုတော့ကစဉ်းစားလေကစားကွက်တွေရှိရလေခင်ဗျာကလပ်ဘန်ထိုးတာတယ်လေ ခမနိုင်ငံစည်းဝါးရေးလူမှုရေးဘာညာကွီးကွာအဲ့ဒီအရေးတွေကိုခမထက်တဲ့ဝူးဝမသိဘဲနဲ့သူကပေါက်ပန်းလေးတဲ့ဖောက်ယူစီပန်းတက်လာတဲ့ကောင်းတယ်ကောင်းမှမရှိဘူးလူမြတ်ကျော်ရဲ့အဲ့ဒါကူတော့မင်းမဝါကြီးနော်မင်း NGO ကိုဘာဖြစ်တဲ့ညာဖြစ်တဲ့မပြောကြပါနဲ့မပြူရပါနဲ့ယူကောဘွေကိုမတားနိုင်လို့ပါပြူနိုင်လို့ပါမင်းပြောတာလက်ခံတယ်နော်အခုပါတီတခုမှမင်းလည်းပါတီဝင်ပဲကွာမင်းလည်းပါတီဝင်ဟောင်းပဲနော်ပါတီဝင်ဟောင်းပဲမင်းအဲ့တော့မင်းသိတယ် အ ਨੇ ဆုံးလှဲ့တဲ့ပတ်တတ်တဲ့လူတွေယူရအုံနောက်မထက်လို့မရအောင်ကျွန်တော်ပြောတာသိမှတင်တယ်အကြောင်းသူကသူဘယ်ဘက်ဘက်ချွညွန်ထားလိုက်အဲ့ဒါနော်ဘယ်ဘက်ဘက်ချွညွန်အုံနောက်ကောင်းတဲ့လူတွေကြီးပဲနော်ကြတော့မင်းတိဘူက53ပါတီရှိတယ်53ပါတီကလှုပ်ရှားမှာလှုပ်ရှားမှာဥပဝေးပါတီဘလောက်ဆိုတာမင်းတို့မသိသေးဘူးနော်တကယ်များတဲ့ပါတီတွေအများကြီးပဲပြီးသုံးလုံးဆိုလည်းပြီးသုံးလုံးလျှောက်လှုပ်ရှားနေပြီနော် မြိုက်ပဲရှိရလေသူ့လူသူနော်ကြားဖြူဆိုဒါဒါသူထွက်ထွက်ပြောနေတဲ့အရာမလို့ပြောပြတာအခုသွားနားထောင်ကြည့်ကြားဖြူဆိုရွရဲချလာကြားဖြူပါဒီဆိုအမှပြောထားရတွေ့လိမ့်မယ်ခင်ဗျားတို့ကျတော့သူတို့ဟိုကျွန်တော်ကတော့မြင်တာပေါ့နော်တကယ်ဒီနှစ်ပါတီတည်းကျွန်တော်မပြောပြနဲ့ဟုံးဟုံးဖြစ်စီနေတာပေါ့နော်အဲ့လိုဘာလို့ဆိုဒီအားနှစ်ခုတည်းဆိုလဲအခုကြည့်လိုက်ဗျာအမေရိကန်တို့ဒီမိုကရက်ရဲ့ရီပါဘလစ်ကန်ရဲ့နော်ရီပါဘလစ်ကန်ရဲ့အဲ့ကြတော့ ဒီနှစ်ခုနဲ့ခမကျော်ကျန်နေတာတည်တည်သေးသေးတော့ရှိရဒါမဲ့ဘာမှမပြုအကျတော့အတိုက်ခံအတိုက်ခံရတော့ဗျာဟိုမြန်မာနိုင်ငံချစ်စိတ်နဲ့နိုင်ငံချစ်စိတ်နဲ့အဲ့လိုလုံးမဲ့ပါတီမျိုးကတော့၃၄ပါတီရှိလဲဘာဖြစ်တော့ဘာမှမပြုမြန်ဒါဖြစ်တဲ့နဲ့ဖြစ်တဲ့ဥဒါတော့ငင်းကုန်ငင်းကုန်နေတဲ့နိုင်ငံချစ်စိတ်နဲ့သွားနေမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဘာမှမပြုဒီရရနော်နှစ်ပါတီလည်းနေတယ်ခမအတိုက်ခံအတိုက်ခံဆိုတာတကယ်အင်အားကောင်းကောင်းနေတဲ့အရှိုးကြပါဗျာခမရလည်း ခု100ဆိုလို့ရှိရင်35 35အဲခမရဟုတ်တယ်မလားဒါထားပါပြုတ်ပြတာ35မဟုတ်လဲ30 30ပေါ့နော်ကျန်တဲ့ကတတိပုဂ္ဂလာတို့တတိတို့ဆရာကိုင်းတို့ပြလိုက်ပေါ့ဗျာနော်အကြတော့ဒါမှမဟုတ်လဲ20 20ဆိုလဲကျန်တဲ့အဲ့လိုခွဲပေါ့ဗျာအဲ့ဒါမှကျွန်တော်တို့ကစူးစူးစီးစီးနဲ့အဲ့လိုဟာညင်းညွတ်တခုခုဆိုလဲတွန်းတွန်းတိုက်တိုက်လိုရတဲ့အရာမျိုးအခုသူလွတ်ချက်မှာဖြစ်တော့ခွန်းကနော်ဒီမိုကရက်တစ်တင်နဲ့ဟမ် we are playing ania ပယ်ချတယ်ချင်းချင်းပဲအခုရက်30ကျော်လာပြီမြန်ဟွန်းကဘာမှရှက်တောင်းဖြစ်နေရကျတော့ခင်ဗျမြင်နေသားတဲ့သူတို့ရင်ပြသူတို့အခုသူတို့ချင်းဘာတော့ဝန်ထမ်းနေရဟိုလာတာမရပဲနဲ့အလုပ်စင်းနေရတာပဲဖြစ်နေရအကြတော့နော်အကြတော့ကောင်းကောင်းကောင်း train နိုင်နေဟာရှိရမှာကောင်းကောင်းဒါမဲ့နိုင်ငံတော့အဓိကကြည့်ရမှာနော်နိုင်ငံတော့အဓိကကြည့်ရမှာခင်ဗျားတို့ကိုပုံကိုယ်တွေကိုကိုယ်ွယ်တာပဲကျွန်တော်စိတ်ဝင်သွားဘူး ါဒါကတော့ငါပုံကူမလို့ဟိုကငါပုံကူမလို့မဟုတ်ဘူးကျွန်တော်တို့မြန်မာနိုင်ငံကောင်းသွားမယ်မြန်မာနိုင်ငံရွေးတစ်ခုပြောင်းလဲတစ်ခုမှာတကယ်တိုးတက်မပြုတ်မဲ့ဆိုတဲ့ဟာလောက်တာတော့ကျွန်တော်ကလက်ခံတယ်ချင်းချင်းလေးနော်အဲကြတော့လူမျက်ကြော53မှာတရှိရယ်နော်အဲထဲမှာလဲသူကဆိုအာကောင်းနဲ့အာကောင်းနဲ့ဟာရင်သူသူ့အနေနဲ့သူအာကောင်းနဲ့ဟာရှိမှာပဲနော်နှစ်ပါတီလောက်ထဲနဲ့မဟုတ်ပါဘူးကွာနော်စက်နှားထောင်ကြည့်မယ်လုံးမဲ့ရွေးကောက်ပွဲကိုမျှော်လင့်တယ်ဥက္ကုကိုကြီးအဲ့ဒီမျိုးဆက်ကျွန်တော်တို့နိုင်ငံကြီးဟွာအရန်ကြီးတယ် ။ဘာပဲဖြစ်ဖြစ်တချို့နိုင်ငံကြီးနဲ့ပတ်သက်ပြီးအတွေးခေါ်တွေကောင်းတာတွေရှိတယ်။ဒါပေမဲ့ဒီစစ်တပ်လုပ်တဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူယုံကြည်တာကကျွန်တော်နားမလည်နိုင်။စစ်တပ်လုပ်ခဲ့တဲ့ရွေးကောက်ပွဲမှန်သမျှဘယ်တုန်းကမှဂရိမတီခဲ့ဘူး။အာဏာမလွှဲခဲ့ဘူး။ကလင်ကြီးကြခဲ့တယ်။သူအတီးဆုံးအဲ့တော့ချုပ်ရရင်ပေါ့ဗျာ60နှစ်ရွေးကောက်ပွဲအဲ60ရွေးကောက်ပွဲ ဥလူဥလူအနာသိန်း62ပါ90ရွေးကောက်ပွဲအနာသိန်း2020ရွေးကောက်ပွဲအနာသိန်းစစ်တပ်ကိုယုံလို့စစ်တပ်ကိုယုံခဲလို့ရတဲ့အချက်လက်ရှိရင်လေးစားစွာဖိတ်ခေါ်ပါတယ်ဥက္ကူကြီးကို စစ်တပ်ကိုဘယ်နေရာမှာယုံကြည်လို့ရပါတလဲဆိုတဲ့ကိစ္စရွေးကောက်ပွဲမလုပ်ရင်မင်းတို့ကဘာလုပ်မှာလဲဆိုတော့ကျွန်တော်တို့ကကျွန်တော်ရွေးချယ်ထားတဲ့လမ်းကရှင်းပါတယ်စစ်ကိုအနိုင်တိုက်ရေးပဲဖြစ်ပါတယ်မနိုင်လားမနိုင်မပြန်လာဘူးပေါ့ဗျာဒါပဲရှိတော့တာနိုင်အောင်တိုက်ဖို့စူးစမ်းမှာပေါ့ဗျာခင်ဗျားတို့ကစစ်တပ်ကိုယုံ တရုံစားပြီးလဲချီးမှန်းမသိနှလုံးစားပြီးလဲချီးမှန်းမသိဆက်စားအဲ့တော့ဟုတ်တယ်ဒီအတိုက်ခံဆိုတဲ့နေရာမှာသူ့ကိုအထောက်ကစားတာတယ်ဒီမိုကရက်တစ်ပေါ့တပတ်မှာစစ်တပ်ပါတီကြံ့ခိုင်ရေးအစိုးရလုပ်မယ်အတိုက်ခံပါတီကကိုကိုကြီးပါတီဟွန်းဒီလိုအခင်းချင်းဒါကိုဥကိုကြီးတို့တိုက်ပျော်နေတာပေါ့ဗျာနော်ပျော်နေတာပေါ့တိတ်မကြပါဘူးအဲ့ဒီအပျော်ရတယ်ဒါပါအဲ့ဒီမှာတတ်တတ်ခိုင်လို့ NDF တို့အကုန်ရိုက်ချိုးပလိုက်တယ်နော်ခင်ဗျားတို့မြင်အောင်ကြည့် ဆိုတော့ဟုတ်ပြီဒီအခင်းချင်းမှာတစ်ဖက်မှာအခုကျွန်တော်တို့ဒီပွဲတော်တွေရှိုးပွဲတွေအဲ့ဒီမှာဘာတွေ့ရလဲဆိုတော့လုံခြုံရေးပေးနေတာမိသက်တွေမဟုတ်တော့ဘူးအရင်တော့မိသက်တွေဘာတွေကိုလုံခြုံရေးလုတ်ခိုင်းတယ်အခုကစစ်မှုရန်ဟောင်းနေနဲ့ဒီအသက်60 60လုံပါတယ်လုံခြုံရေးကော်မတီဆိုတဲ့ဟာမျိုးတွေအပြာဝတ်တွေလုံခြုံရေးပေးတယ်အဲ့လိုပဲရွေးကောက်ပွဲကိုယ်စားလှယ်လောင်းတွေရွေးကောက်ပွဲပါတီတွေကိုလည်းအပြာဝတ်တွေကလုံခြုံရေးပေးရမယ်ဆိုတဲ့အမိန့်ညွှန်ကြားချက်ထွက်တယ် တော့ရက်ရွာစောက်ရှောက်ကြီးတို့ရက်ရွာလုံခြုံကြီးကော်မတီတို့ခေါင်းစဉ်အမျိုးမျိုးတက်ပြီး uniform ပေးဝစ်တဲ့လူတွင်ကျဲလောက်ခွင့်ပေးပြီးပြည်သူလူလူကြားထဲမှာ လူဘာဝါခွင့်ပေးကပြည်သူကိုဖိနှိပ်ရက်ဆက်အနိုင်ကျင့်ဒီစုံလုံးကို NUG အနေနဲ့အေးအေးယူနိုင်ဖို့ဆိုတာလက်တွေ့မှာဖြစ်နိုင်သလားအဲ့တော့မဖြစ်နိုင်ရင်လက်တွေ့ဘာလုပ်ရမလဲ ဖြစ်နိုင်တာတွေကိုလုပ်ဖို့လိုပါတယ်အမျိုးသားညီညွတ်ရေးအစိုးရမှာတိုင်ရင်ပေါင်း300ပတ်ခပပေါင်း200အဖွဲ့ပေါင်းပေါ့နော်ပတ်ခပပလပ500သူတို့ထုတ်ပြန်ပြီးသားဖြစ်ပါတယ်မလေးရှားလောက်ရှိတဲ့အိန္ဒိယအခြေဝင်းကြီးလဲထင်းချုပ်ထားနိုင်တယ်လို့ဆိုပါတယ်အမေရိကန်ဒေါ်လာတန်း800ရမွန်ဝင်ရှိတယ်လို့လဲသူကြီးဝင်းကြီးမစ္စတာတူကောင်က ူးကောက်လာအင်းပြောထားပါတယ်ဆိုတော့ American dollar တန်းရာနဲ့ချီပြီးရှိတယ်ပန်နေလည်းရှိတယ်အဲဒီကြားထဲမှာဒီဘုန်းတွေရောင်းတာရှိတယ်အိမ်တွေရောင်းတာရှိတယ်အလူငွေကောက်ထားတာရှိတယ်ကမ်ပိန်းလုပ်ထားတာရှိတယ်ငှက်ကင် project ရှိတယ် project ပေါင်း40ကျော်မကရှိတယ်မနေ့ကတည်း project တွေအဲဒီ campaign တွေလုပ်နေတော့မယ်လို့မြင်ရတယ်အဲ့တော့နံပါတ်1ပြောချင်တာကငွေကြေးရင်းမြစ်တို့မှရှိတယ် နမနေတရင်ပေါင်း300နဲ့ပကဖအရင်ပေါင်း200ကျော်900ကျော်ရှိနောက်မျိုးပြပြောက်ကြားတပ်ဖွဲ့တွေလည်းအချိတ်ဆက်ရှိတယ်ဒါဆိုရင်ဒီ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 လူတွေကရွေးကောက်ပွဲကိုရပ်တန့်သွားအောင်လုပ်နိုင်တဲ့အခြေအနေမျိုးကိုဖန်တီးလိုက်ရင်အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ဖြစ်တင်တာကဒီလို Facebook online ပေါ်မှာဘောနော်တိုင်ကြားနိုင်နေဆိုတော့စာထုတ်တာထက် တခါတိုင်မြို့ကောက်ပွဲမှာမဲလာပေးဖို့ဖီအားပေးလို့တိုင်ကြားတာက တမှုအန်ယူဂျီနဲ့ပတ်သက်လို့အချမ်းဘတ်ပုံမှန်ကတမှုဆိုပြီးတော့နှမှုသုံးမှုနဲ့တိုင်ကြားတဲ့ပြည်သူကသတင်းပေါက်ကြားသွားရင်တဖက်ဖက်ကသတင်းပေါက်ကြားသွားရင်ပေါ့နော်တိုင်ကြားတဲ့ပြည်သူကိုလည်းစစ်လိုက်လို့တွေ့သွားရင်အမှုကကြီးပြီးတော့သေတံမှာအပေးခံရတဲ့ဘဝရောက်သွားနိုင်တယ်လက်တွေ့အခြေအနေမှာအဲ့တော့လုံနိုင်တာက ရှိတဲ့တရင်တပ်ဖွဲ့တွေနဲ့တိုင်းသားအရာဟိုတွေနဲ့ပေါင်းဆက်ပြီးတော့ရွေးကောက်ပွဲကိုရက်တန့်နိုင်မယ်နီးရွေးကောက်ပွဲမှာမဲပေးရမယ်စက်ကလုတ်တွေတည်လာမယ်လမ်းကြောင်းတွေကိုဖျက်ပိတ်တယ်နီးနီးစရာမြို့ရွာတွေမှာရွေးကောက်ပွဲမလုံနိုင်အောင်အုတ်ချုပ်ရေးအထုတွေအုတ်ချုပ်ရေးယုံရက်စကန်တရားယုံအစကြီးတဲ့မြို့နယ်ကော်မရှင်ယုံတွေကိုဝင်ရောက်တရဇက်လက်တပြတ်ဝင်ရောက်စီးနင်းတိုက်ခိုက်တာမြို့လုံမယ်ဆိုရင်လုံနိုင်မယ်ဆိုရင် တိုင်စီရတော့မလို့ဒါမျိုးကျွန်တော်စဉ်းစားမိပါတယ်အဲ့တော့မနေ့ကတော့အန်ယူဂျီဝင်ကြီးမက်ဆင်မအောင်နိုင်ငံသားရေးဝင်ကြီးပေါ့သူ့အနေနဲ့အဲနယူးဇီလန်လားနယ်သာလန်လားမသိဘူးအယူကဘွေကိုလက်မခံဘူးဆိုတော့ဓာတ်ပုံတွေပါတွေတွေ့အာဆီယံလည်းလက်မခံဘူးဘသူလက်ခံခံမခံခံစစ်တပ်ကတော့လုံတယ်စစ်တပ်ကလုံရင်ဘာဖြစ်မလဲယူကဘွေပြီးသွားရင် ့ NUG တရားဝင်မှုနဲ့ CRP ရဲ့တရားဝင်မှုကိုဒီရွေးကောက်ပွဲကခြေဖြတ်နိုင်လိမ့်မယ်လို့စဉ်းစားခြင်းနဲ့မင်းအောင်လိုက်ရဖက်စတာဒီရွေးကောက်ပွဲကိုလုပ်တယ်ဒီရွေးကောက်ပွဲကိုလုပ်ဖို့လမ်းကြောင်းပေးပြီးအထောက်ပံ့ပေးနေတာကအိန္ဒိချင်းကမ္ဘာအဆင့်ရှိတဲ့တရုတ်နိုင်ငံဆိုတော့အိန္ဒိချင်းတိုင်းအိန္ဒိချင်းတိုင်းတရုတ်အဆရှိတဲ့နိုင်ငံတွေပေါ့ဗျာဒီနိုင်ငံတွေကမြန်မာပြည်ဟာမြန်မာပြည်ဟာ ဥဆောင်သူမဲ့ပြီးဖယူဖျင်းနဲ့ face တိတ်ကြီးဖြစ်သွားမှကိုလေသူတို့လူလာမဲ့ပုံတော့မပေါ်ဘူး။ဒါမဲ့သူတို့လောင်းလိုက်တဲ့မြင်းဟာသူတို့ကိုယ်တိုင်စီးနေတဲ့မြင်းဖြစ်တဲ့စစ်တပ်ကိုသူတို့လောင်းလိုက်တာဖြစ်တယ်။သူတို့တက်လုံးအမြဲတမ်းဆက်ဆံရေးရှိတဲ့သူတို့မွေးမြူပြုစုပြိုးထောင်ထားတဲ့စစ်တပ်ကိုသူတို့စီးတဲ့မြင်းကိုသူတို့ပိုင်ပိုင်နိုင်နိုင်လောင်းကြီးထပ်ပြီးအဲ့ဒီမြင်းအနိုင်ရအောင်လေ လှုပ်ပေးနေတာကိုတွေ့ရတယ်။ကဲကျွန်တော်ထားလိုက်တော့နော်ကျွန်တော်အကြိုက်ဆုံးကဘာလဲအောင်တော်လိုင်းကိုနိုင်အောင်တားရမယ်တဲ့တော်လိုင်းမအောင်တော့ဘာလဲအောင်ပြန်မလာဘူးဟုတ်ကွာအဲ့ဒါကောင်အကြိုက်ဆုံးပဲနော်အဲ့ဒါကောင်အကြိုက်ဆုံးပဲအကြရာသူတို့တကယ်တော့အခုကြည့်လိုက်နော်တော်တော်များလေတံပြောင်းကုန်ပြီနော်တော်တော်များလေတံပြောင်းကုန်ပြီဒါကျွန်တော်တို့ရအများတို့ အခုပြရန်ကုန်မှာလင်းနေပြီးတော့မှနေနေတဲ့လူတွေကမသိဘူးတော်တဲ့အကြောင်းတကယ်မသိဘူးတော်တဲ့အကြောင်းတကယ်မသိဘူးတော်တဲ့မှာနေတဲ့လူကမှတော်တဲ့အကြောင်းသိမှာလေရန်ကုန်မှာနေရလူရန်ကုန်အကြောင်းသိမှာပဲနော်ကျတော့ကိုနေတဲ့မြို့အကြောင်းကိုကိုတိုင်းသိတော့ဒါမဲ့ဒီဒီတချို့ပြအခုရန်ကုန်မှာနေတဲ့တချို့ပြောလိုက်ရန်ကုန်မှာနေတဲ့ရန်ကုန်မှာနေရန်ကုန်မှာလည်းမြို့နယ်ရအများကြီးမြတ်ဘဘဲတန်းနေမှာလားလမ်းတော်နေမှာလားဟမ်နော်ဟိုပဇွန်တောင်နေမှာလားဒီဘက်ကတာမွေနေမှာလားဗဟန်းနေမှာလား ့ဟိုတဲ့အင်းစိန်နေမှာလားလဲတဲ့နေမှာလားဘာညာအမအများကြီးရှိသေးရဲ့နော်လဲကူတို့ဘာတို့ပဲရောက်သွားပြီဆိုမြလဲကူမှဖြစ်နေရအောင်ဘဟန်လို့တီးဖို့မလွယ်ဘူးအတွင်းကြကြနော်အဲ့တော့တချို့အရာချို့အရာကြီးကဟိုဒါသူတို့တဲမှာသူတို့တိလို့တပြေအခုလီတန်ပြောလာဘာတော်လိုင်းရင်တော့အောင်းအောင်းမြီ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 ပြောခဲ့တယ်လေခမကျွန်တော်တို့ဘာတော့ဇဝေဇဝါလို့ပြောလေကျွန်တော်တို့မလေးရှားလို့ဘာတော့မလေးရှားလို့မြေခွက်ကြီးပိုင်နေပါပြီ အဲ့ဒါကြီးပြောခဲ့တဲ့အရာတွေကအရာတွေကလောင်စရာဖြစ်လာလေခုသူတို့ကိုသူတို့တော့ယုံကြည်ချက်မဲ့လာလို့တော်လိုင်းနိုင်အောင်တိုက်မယ်မနိုင်လဲပြန်မလာတော့ဘူးကွာတချို့ဟိုကောင်မလေးဆိုဘာတော့နန်းနန်းလေးကျွန်တော်တင်မီရာကောင်မလေးပြောပြောတော်လိုင်းမောင်ရင်ပြန်မလာတော့ဘူးပြီးပြီပြန်လာလို့လည်းမရဘူးမြန်ပြန်လာလို့မရဘူးဆိုဟုတ်လို့နော်သူတို့လှုပ်ထားတဲ့ပြမှုပြစ်ဒဏ်ခံရမှာပြီးတော့เนาะကျွန်တော်ဟိုလိုအရေးဘာကြီးပြောတာမဟုတ်ဘူးညီမတို့ကပြန်လာရင်ခင်ဗျားတို့လှုပ်ထားတဲ့အရာတွေတော်သူဥပဒေတိုင်းပေါ့เนาะဥပဒေနဲ့အညီပေါ့ ကြတော့ခင်ဗျားတို့ရေလို့ဒီဘက်ဟိုစီမကြီးကမ်ကြီးဘက်တွေလို့အားဒီကောင်ဒလန်ဒဗျူဒိုင်ကွန်အုံဝုံလုံးလို့မရဘူးလုံးလို့မရဘူးအဲ့လိုတော့ခင်ဗျားတရားဥပဒေတိုင်းပဲခင်ဗျားတသက်တကြုံလားဘာညာကွိကွာပေါ့နော်သူသူပြင်မှုပြစ်ဒဏ်နေနေပဲသွားမှာခင်ဗျားနော်ပြန်လာပြီးတန်အောင်ပြောတာအခုကြောက်သူတို့ပြန်လာတော့အခုဆိုလဲလူမြတ်ရောပါတော့ဒါသာသူယင်နေရစကားပဲညတွလိုက်မောင်ပြန်လာတော့ဦးကသူလည်းတည်ရနောက်ပြီးတော့သူလည်းပါတီဗျာပြန်ပြီးပြောတာကျွန်တော်ပြောချင်တော့ဗျာသူလည်းပါတီဝင်ပဲလေခင်ဗျာ အဲ့ပါတီမှာဝင်ခဲ့ပြီးတော့မှအခုကမှဘာဖြစ်တယ်ညာဖြစ်တယ်ပေါက်ပန်း40ပေါက်ပန်း40လျှောက်ပြောတာညာနော်အကြတော့ချို့ရချို့ရမှာကျွန်တော်အများအားပြောတယ်နိုင်ငံကြီးရဲ့စိတ်ကြီးရယ်နော်နိုင်ငံကြီးရဲ့စိတ်ကြီးရယ်နော်လွယ်ကူတဲ့ကိစ္စမဟုတ်နော်အကြတော့အားလုံးပဲမြင်သာမယ်လို့တော့ထင်ပါတယ်ဗျာနော်အကြတော့ဟဲ့အောင်လူမြတ်ကျော်မင်းအဲ့လိုကြီးမပြောနဲ့လေကွာဟဲ့အောင်လူမြတ်ကျော်မင်းအဲ့လိုကြီးမပြောနဲ့လေကွာ